အားလုံးပဲမင်္ဂလာပါအနော်ဝဟင်းရဲ့ Facebook နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညတနားခွဲမှာတော့ကျွန်တော်တို့ရဲ့7လစွာသော Manchester United နဲ့ကျွန်တော်တို့ရဲ့7လစွာသော Legend ကြီး Mr. Ryan ကိုင်တဲ့ Leicester တို့ရဲ့ Premier League ပွဲစဉ်လေးရှိပါတယ်အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုပွဲချုပ်ခန်းမှတုံ့တက်ချက်လောရမယ်ဆိုရင် Manchester United အနေနဲ့လက်ရှိ Leicester ကို တလုံးပြားရှိစင်နိုင်ဆိုတဲ့အခြေလောက်ထိပောက်တယ်ပေါ့နော်ဒါအရင်တစ်ပတ်ကကန်ခဲ့တဲ့ကျွန်တော် Real Sociedad နဲ့ပွဲစဉ်တော့ကခြေလောက်ပဲအမှန်တိုင်းတော့ Manchester United နဲ့ Leicester ကိုအတိလောက်ခြေပေးတာပျော်လွန်တယ်လို့ပြောလို့ရပါတယ်။ Leicester အနေနဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာနိုင်ပွဲမရတာတော်တော်ကြာပြီဗျာ။အဲ့လိုအသင်းမျိုးကို Manchester United နဲ့နိုင်တာနဲ့ပြားရှိ၁၀လောက်နိုင်သွားกว่าဆိုတဲ့ကြီးပေးတာအမှန်တိုင်းပြောရရင်ကျွန်တော်မကြိုက်ပါဘူး။ ဒါဘာပဲပြောဗျာ United ကနိုင်မဲ့တေးချနေတယ်နိုင်ကိုနိုင်လောက်တယ်လို့ထင်ထားရတဲ့ပွဲဗျာဒီပွဲကမနိုင်စရာလဲဘာကြောင့်မှမရှိတဲ့ပွဲအဲ့ဒီလိုပွဲမျိုးမှာဒီတလုံးပြား80ဆိုတဲ့ဂျီလောက်နဲ့ထွက်လာတယ်ဂိုးပေါင်းကြီးကလည်းတုံးလုံးသွင်းအပြည့်နိုင်ဆိုတဲ့ဂျီလောက်ကြီးပေးထားတယ်ဆိုခဲ့တဲ့အနေထားရကအမှန်တိုင်းပြောရရင်တော့ဘလို့ဘလို့မှာတော့လမိုင်းကပ်မနေဘူးပေါ့နော် So Manchester United အနေနဲ့ အမှန်တမ်းပြောရင်ဒီပွဲမျိုးကဖြစ်တင်တာကကျွန်တော်တို့ကနိုင်မှုကတည်ကြတယ်ဗျာ United ကလက်ရှိနည်းနည်းလေးကြီးစွမ်းကပြန်လဲဒုတ်တက်လာတဲ့အချိန် Leicester ကတော့ကျနေတဲ့အချိန်ပြီးတော့ဒီလိုပွဲမျိုးမှာ Manchester United နေနဲ့ Leicester ကိုအနိုင်ယူနိုင်ကဲမယ်ဆိုရင်ဗျာ Leicester နေနဲ့လက်ရှိ18မှတ် Manchester United နဲ့38မှတ်ဆိုပြီးတော့အဲ့ဒီလက်ရှိအောက်မှာရှိနေကြတဲ့ Leicester Ipswich နဲ့သေးစလုံးကိုပေါ့เนาะကျွန်တော်တို့နေနေအမှတ်20လောက်ထိဖြတ်ထားလို့ရတဲ့ဘွယ် ဒါအမှတ်20ဆိုရင်ဗျာလက်ကြံပွဲစဉ်တွေကတော့ကြည့်နေစရာမလိုတော့လက်ကြံ6ပွဲကအိပ်ပြီးနေလို့ရတယ်ကပြီးနေလို့ရတယ်ပွဲမျိုးဖြစ်သွားပြီပေါ့နော်အဲ့တော့အတိလူပွဲမျိုးမှာတော့တလုံးပြား80တလုံးပြား90ဆိုတဲ့ကြီးလောက်ကြီးပြီးထားတာတော့တော်တော်လေးတော့ကြည့်ရတာအဆင်မပြေပါဘူးပြီးတော့လက်ရှိဒီပွဲပြီးရင်လည်းနိုင်ငံတကာပွဲစဉ်တွေကနှစ်ပတ်ကံမှာပေါ့နော်ဒီနှစ်ပတ်ပြီး United ပွဲပါပွဲမှာမရှိဘူး United ပွဲမှာမဟုတ်တခြားကလပ်တင်ပွဲစဉ်ပါပွဲမှာမရှိဘူးဖြစ်တဲ့အတွက်ဒီပြီးရင်ငွေပွဲရနှစ်ပတ်ကိုဖြတ်တန်းရမယ်ဒီလိုရမျိုးမှာ ဒီလိုကြီးနေတော့လာတာတော့ပြောစရာတော့မကောင်းပါဘူး။ဘာလို့လဲဒီလိုဗျာရှိမှနောက်မှနှစ်ပတ်နားမယ် United ကဒီနေ့ပွဲကန်တယ်။ကန်လို့နိုင်သွားရင်တော့အဲ့ဒီနှစ်ပတ်ကပြောစရာကြီးပဲတိုက်။ဟီ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 နဲ့။အေးအဲ့လိုပွဲမျိုးမှများချီချော်လို့ရှုံးသွားပြီဆိုတော့တိုက်ရေးမေ16ဒေဖန်ကြီးအဲ့ဒီနှစ်ပတ်လုံးထိုင်ထူတာ။နော်။တတိယတိုင်းတခြားပွဲပြန်မလာခင်ငါတို့ United နိုင်ပွဲပြန်မရမချင်း United ပွဲတွေပြန်မကန်မချင်း သေးသေးချာချာကိုထိုင်ထိုးတာတာရေဟာမင်းတို့လက်စတာတော့မနိုင်ဘူးဘာညာလာလိမ့်မယ်အဲ့တော့ဒီလိုပွဲမျိုးမှာလက်ရှိနေထားတာတလုံးပြ80ပေါက်တာတော့ကြေးပျော်လွန်နေဒါပေမဲ့လည်း United အနေနဲ့ပြော့တယ်မပြော့ရတော့တိတ်တော့စဉ်းစားနေစရာမလိုဘူးလက်ရှိဒီနေ့ညပွဲထောက်လာနေရှိတဲ့လူစင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့အရင်တရင်ဘက်ကပေါ့နော်ဒါအနီကက်ထိထားခဲ့တဲ့ဒေါခူလီရဲ့ဒီကတိညမပါဝင်နိုင်မှုဖြစ်တဲ့အတွက်ဟိုတနေ့ညက Real Sociedad နဲ့ကန်တဲ့ပုံစံတိုင်းကတော့ကျွန်တော်တို့နေမျောလင်းလို့တော့မရဘူး เนาะဒါပေမဲ့ဘယ်လိုဆော့လို့ရလောက်မလဲဆိုရင်တော့ကျွန်တော်ရင်ငကိုသမား owner နာပြီးရင် delete အလဲမှာ lindy lot အတွဲမျိုးပြန်ဖြစ်ချင်လဲဖြစ်နိုင်တယ် euro နေနဲ့ပြန်လဲပါဝင်လာတာလဲဖြစ်လာနိုင်တယ်ပေါ့เนาะဒါမှမဟုတ်ရင်လဲကျွန်တော် arsenal ရဲ့နှစ်ပြီလေးနဲ့ပဲဒီဘက်ချက်မှာဆော့မယ်ပြီးရင်ဒီဘက်ချက်မှာ masrawi dalot ဒီဘက်မှာ hiban လို့ arsenal ရဲ့နှစ်ပြီပြီးတော့သူ့ရဲ့ရှေ့မှာ garnacho အလဲမှာ ugarte casmero bruno fernandez zessi ပြောမယ်ဆိုရင်တော့ manchester united နဲ့လက်ရှိ ပြန်လဲပြီးတော့ဗောနော်ရှိနေခဲ့တဲ့ကစားသမားယူနေတင်ဒါလက်စတာကိုအနိုင်ယူနိုင်ဖို့တော့တိတ်ပြီးခက်ခဲမယ်လို့တော့လဲထင်မနေဘူးဗျာနိုင်ရောနိုင်လောက်မယ်လို့တော့ထင်တာပါပဲလက်စတာအနေနဲ့ကလည်းတော်တော်လေးမှယုံကန်နေရတယ်ပြီးတော့ဒီလိုပွဲမျိုးရှုံးသွားခဲ့ပြီဆိုတော့မှပဲလက်စတာအနေနဲ့ဒါအမှတ်20ရမယ်ဗျာသူအနေနဲ့တန်းစစ်စုံလို့ဖို့နည်းနည်းလေးပဲလုံမယ်လက်စတာအနေနဲ့အမှတ်20မန်ချက်စတာယူနိုက်တက်အနေနဲ့34မှတ်ဆိုရင်တော့မှပဲ34မှတ်တော့ကွာနေသေးတယ် ဒါပေမဲ့ကျွန်တော်တို့ကနိုင်ခဲ့မယ်ဆိုရင်တော့အမှတ်20ပဲပေါ့နော်အသွားပြန်အသွားပြန်ဆိုရင်အမှတ်20กว่าတော့မှဆိုတော့ဘာပြောလို့ပါနိုင်လဲဘာမှတော့လည်းမဖြစ်ဘူးရှုံးလဲဘာမှတော့မဖြစ်ဘူးလို့တော့ပြောတော့ပြောချင်တာပဲအမှန်တိုင်းပြောရင်တော့ဒီလိုပဲမျိုးကနိုင်လဲဘာမှမဖြစ်ဘူးရှုံးလဲဘာမှမဖြစ်ဘူးလို့ပြောကိုပြောရမယ်ပွဲပါဒါပေမဲ့အနောက်မှာကနိုင်ငံတကာပွဲ နော်ဘာမှဘလို့ပြောပြင်းကြီးညင်းငွေပွဲရာပေါ့နော်နိုင်ငံတကာပွဲတွေကံမဲ့နှစ်ပတ်ကရှိနေဖြစ်တဲ့အတွက်အဲ့နှစ်ပတ်လုံးမှာကောင်းမော်ရင်ကော့ပြီးလမ်းလျှောက်ဖို့အရေးဆိုရင် United အနေနဲ့ဒီကနေ့ညကံမဲ့ Leicester လို့ပွဲမျိုးကိုအနိုင်ခံထားဖို့တော်တော်လိုအပ်ပါတယ်။နောက်လက်ရှိပေါက်ကြီးတွေအရာကလည်းပျော်လွန်နေ၊ဂိုးပေါက်ကြီးအရာကလည်းပျော်လွန်နေဆိုပေမဲ့တိုင်းရေ United ပြိတဲ့ PP မျက်စိမိတ်နော်မျက်စိစုံမိတ်ပြီးတော့ပဲ ယူနိုက်တက်မှာယူနိုက်တက်ပဲဗောနော်တလုံးပြား80နိုင်နိုင်กว่าတော့နိုင်တာနဲ့ပြား80နိုင်မယ်ဆိုတော့ဂျီဘာကြီးတော့ထိုင်ကြတာဗောနော်အဲ့တော့အားလုံးပဲ see you ပါဒီကနေ့ညတနိုင်ခွဲကြရင်ပြန်လေးဆုံးလေးပါမယ်ပြီးတော့ဒီကနေ့ညတနာရီခွဲ United ပွဲမလာခင်အစောပိုင်းမှာလက်ရှိ Newcastle နဲ့ Liverpool ရဲ့ဒါ Crown Bomb ဖလားပေါ့နော်ဘောလုံးပွဲစဉ်ရှိပါတယ်အဲ့ဒီပွဲစဉ်ကိုကျွန်တော်ပြမှာလာဆိုရင်တော့ပြမှာပါပဲပေါ့နော်ဒါကျွန်တော်အရင်ငယ်ရရင်ကျွန်တော်ပြောနေကြပါ ကျွန်တော်အနေနဲ့ Manchester United ပွဲတိုင်းကိုမလော့တန်းပြတယ်။ကျန်တဲ့ပွဲစဉ်တွေကသူ့အနေနဲ့ပွဲဘလောက်ပဲကောင်းကောင်းများ Real Madrid နဲ့ Barcelona နဲ့ပဲကန်ကန် PSG နဲ့ Barcelona နဲ့ပဲကန်ကန်နောက်ဆုံးပေါ့နော်ဒီဘလိုပဲပြောရမယ်ဟိုတနည်း PSG နဲ့ Liverpool နဲ့ကန်ဘလိုပဲပွဲတွေကဘလောက်ပဲကောင်းကောင်းကျွန်တော်အနေနဲ့ကြီးချောက်ကြီးမဟုတ်ဘူးမပြဘူးပြီးတော့ဖလားပွဲစဉ်တွေမှာလည်း Quarter Final လောက်မှမဟုတ်ဘူးကျွန်တော်မပြဘူးဆိုတော့ကျွန်တော်ရဲ့ mood ကျွန်တော်ရဲ့ဝါရအတိုင်းပဲပေါ့နော် ဒါပေမဲ့ဒီကနေ့ညကတော့ဒါဘောလုံးပွဲစဉ်ဖြစ်တဲ့အတွက်ဒါကျွန်တော်ရဲ့မူထဲမှာလည်းကြိုက်တယ်ကျွန်တော်ရဲ့ဝါလာထဲမှာလည်းကြိုက်တယ်ဖြစ်တဲ့အတွက်ဒါကျွန်တော်အနေနဲ့ဒီကနေ့ညလဘာဘူးနဲ့ဒီကဆယ်တဲ့ပွဲစီကို7နာရီထိုးကြရင်ပြမယ်အဲဒီအဲ့ဒီပွဲပြလို့ပြီးပြီဆိုတာနဲ့နောက်ကြရင်တနာရီပွဲကြရင်မန်ချက်စတာယူနိုက်တက်ပွဲလာပြီဆိုတော့နှစ်ပွဲဆက်တိုက်ဒီကနေ့ညပြရမှာပါပဲပေါ့နော်အဲ့တော့ဘောလုံးပွဲလေးတွေကိုကျွန်တော်လည်းဒီကြည့်ချင်နေဆိုရင်တော့ထုံးစံတိုင်းပါပဲကျွန်တော်ဘောလုံးပွဲပြရတဲ့ကိုဟင်းယူနိုက်တက်ပွဲ1-3ညဆိုတဲ့ Facebook group တွေမှာလာပြီးကြည့်လို့ရပါတယ် เนาะပြီးတော့အဲ့ဒီ group ကိုမတည်ဘူးဆိုတဲ့သူတွေကကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ Anowa Hin ဆိုတဲ့ page ရဲ့ messenger မှာအဲ့ဒီ Facebook group ရဲ့ link ကိုလာပြီးတော့တာယူလို့ရပါတယ်ပြီးတော့ဘောလုံးပွဲလေးတွေစော်ကစားခြင်းနဲ့ဆိုရင်လည်းနောက်မှာပေးထားခဲ့တဲ့ MIB Buzz 365ရဲ့ Viber number 39900593683မှာအကောက်ပြင်ပြီးတော့တာပြီးတော့စော်လို့ရပါတယ်ပေါ့เนาะအဲ့တော့အားလုံးပဲစီပါဒီကနေ့ည7နာရီကြာရင်7နာရီ10နာရီခွဲလောက်ပေါ့เนาะ10နာရီခွဲလောက်ကြာရင်ပြန်လေးဆုံးပြပါမယ် ပွဲနှစ်ပွဲဆက်ဆိုတော့ visa တွေပါရေးဆောင်တော့မကင်းရှိရဲ့တာကြီးအားလုံးပဲစီပါပြန်လဲဆုံးတွေ့ပါမယ်